ကျမရဲ့လက်ရာတွေကဘယ်လောက်တောင်ကျွမ်းကျင်လဲဆိုတော့ကျမရည်စရာတစ်ခုပြောပြအောင်မယ်နော်တချို့ပရိသတ်တွေသိပါတယ်အမေရိကန်မှာအဲ့လိုပဲအဲအမေရိကန်မိတ်ဆွေတွေကိုတော့ကျမအိမ်မှာဟင်းချက်ကျွေးမယ်ဆိုတော့ကျမဒီလိုပြောတာပေါ့နော်အကြမွေးငါးတုတ်တွေလည်းရှိတယ်မွေးငါးဟိုဆိုမွေးငါးကျွေးမယ်အဲဆိုရကြတို့မွေးငါလို့တော့တို့မသိဘူးပေါ့လေအဲ့နဲ့အာကျွန်မကျွန်မချက်မှာပေါ့ကျွန်မဒီကတငယ်ချင်းကိုလည်းကျွန်မလှမ်းမိထားတယ်အဲ तू ကမွေးငါထုတ်တယ်ဘယ်လိုလောက်ရလဲဆိုတော့အဟင်းကြီးကိုအိုရဲကိုထက် ထည့်ပြီးသွားလို့ရှိရင်ရေကိုဘယ်နှလီတာထည့်ပေါ့ရေတံပုံးလည်းပေါ့လေချိန်ပြီးတော့မှအဲ့လိုထည့်လိုက်ပေါ့အဲ့လိုထည့်ပြီးသွားရင်ဘွိုင်းဖြစ်အောင်လှုပ်လိုက်တာနဲ့စူလိုက်တာနဲ့သူအရပြီဘာမှလည်းထည့်စရာမလိုဘာမှလည်းမလိုဘူးပေါ့ဆိုโอเคကျွန်မအဲ့ဒါတော့ကျွမ်းနေဆိုဟင်းအိုကြီးတည်ထားမွေးငါဘက်ကြမြမပြီမလို့မွေးငါဘက်ဒီမလို့ဝယ်လို့မရဘူးလေသိလားနောက်ကျွန်တော်တို့ဘက်မှာကြတော့အဲ့လိုထိုင်းဆိုင်နေပါလေအဲ့လိုမွေးငါဘက်ပါညာအဲ့လိုမျိုးကြီးလည်းမရှိဘူးသိလားဟို နယူးယောက်တို့ဆန်ဖရန်စစ္စကိုရိုဘတ်ဆိုရင်တော့လေဟိုရှိတယ်ဟိုမွင်းထိုင်းဆိုင်တွေဘာတွေမှာဆိုအစိုးရဘာတွေဒီကြားရတတ်တယ်เนาะဆိုတော့လေဟိုခဲထားတာတွေဘာတွေလေကျမတို့ဘတ်ကြတော့အဲ့မှာမရှိဘူးပေါ့နော်မရှိတဲ့ခါကြတော့လေအာမွင်းကချောက်မွင်းကဘတ်အချောက်ပေါ့လေအချောက်ဆိုတော့ ပြုတ်သွားတာပေါ့ပြုတ်ပြီးတော့မှအဲ့လိုဆဲရတယ်ဆိုတော့ကျမလည်းအဲတည်ထားပြီးတော့မှလေရေနွေးတွေစူပြီးတော့မှတည်တဲ့ချိန်မှာမွေးငါဘတ်ကြောက်ပြီးကျမဘွမ်းဆိုပစ်ချလိုက်ပစ်ချလိုက်ပြီးတော့မှလေခါရဲမှွေတာမှွေ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 အောက်ကစကားလေးခဏလေးမှွေ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 ပြီးတော့မှကျမမှွေပင်းနေပြီးလဲပြီးတော့ကဲရလောက်ပြီးနေတူရဲဆိုဆဲလဲဆိုဘာမှ မပါလားစကားရဲမှလေဆဲနေတယ်သူဆဲလဲဘာမှဟေးဘလို့ဖြစ်တာတော့ ဘာမှလည်းမပေါအောင်ဆိုတော့အဲ့ဒီအဖက်တီးကလွန်ပြီးတော့မှအကောင်လုံးပျော်သွားတာပျော်သွားတာတည်လားမွေးငါဘက်တီးတစ်ဖက်မှလည်းမရတယ်အဲ့မွေးငါဘက်ကြောက်ကလည်းအဲ့ဒါနောက်ဆုံးအကုန်ပဲတည်လားဟာဒုက္ခပဲသူများအောင်လေထမင်းစားဟဖိတ်ထားကျွေးမယ်ပေါ့နော် traditional food ကျွေးမယ်ဆိုပြီးတော့မှကျွန်မကလည်းပြောထားပြီးတော့မှကျွန်မအစွမ်းကုန်ကြီးလက်စွမ်းကြီးပြမယ်ဆိုပြီးဟိုမှာသူများအိမ်ရောက်လာပြီတိလားဟိုပြဿနာပဲမွေးငါးတွေကလည်းမရှိဘူးဟင်းရွေးရှာကျွန်မကလည်းအဲ့ဒါနဲ့နောက်ဆုံးဘာရလဲဆိုတဲ့ခါကျတော့မွေးငါးဟင်းရည်နဲ့ ကျန်တဲ့တခြားအစားတွေနဲ့ခင်းလိုက်ပြီးတော့မှမွင်းကားလို့သူတို့မပြောတော့ဘူးမသိတော့ဒီဒီဟာသမင်းအဲ့လိုအစာစားကန်ကြီးချိုတင်စားရတဲ့ကျမတို့ဟို soup ပေါ့ဒီလိုအားပါလဲဆို fish soup လောက်တာလောက်တာ fish soup တော်လေးဟာရန်ကောင်းတယ်အရန်ကြိုက်တယ်အရန်ကြိုက်တယ်မလေးအဲ့လိုဖြစ်နေရမယ်လေမွင်းကားဘက်ကတော့ပေးစီနေမှမသိဘာမှလုံးလိုက်တာသူခံလိုက်ရတော့ အခုချိန်ထိလည်းတိမအောင်မဟုတ်ဘူးအဲ့ဆိုဖစ်ဆူရတယ်လေဟာအမောနင်းချက်ကျရဖစ်ဆူရန်ကောင်းနေအဲ့ဒါလေသူရှိတဲ့အထုပ်တွေအကုန်လုံးအညိုးနေတိုင်းထည့်ပြီးရေထည့်ပြီးတော့မှကြိုလိုက်တာပဲသိလားမတိဘူးအရသာတွေပါတယ်ညာတွေလည်းလေအဲ့လိုမျိုးနဲ့အဲ့လိုလုပ်တာဆိုတော့တော်အဟင်းအဟင်းကြီးလေးတော့ဖြစ်ဖြစ်မြောက်မြောက်ကလေးဖြစ်သွားလို့ပေါ့လေကျမရဲ့အစွဲကျမအဲ့ဒီဘာသာရက်မှာတော့မကျွမ်းဘူး ဟိုချက်ရေးပြုတ်ရေးဘာသာရဲမှာတော့ကိုဗစ်တုန်းကဆိုလဲအိမ်မှာလေးကျမတမျိုးပြီးတမျိုးလုံးချင်တာလေးလက်စွမ်းနေပြရချင်တာတိလားတမျိုးပြီးတမျိုးလက်စွမ်းနေပြရချင်တော့အိမ်ရခလေးတွေကြောက်ကြောက်မုန်းမုန်းတွေဝယ်ခဲ့ဟွာတွေဝယ်ခဲ့ဆိုကျမလည်းကြောက်ကြောက်တွေအပီးတင်ကြိုတာကြိုပြီးရင်ကျောက်ကျမလည်းဟိတ်သူများတွေကလည်းအေးထည့်ပြီးတော့မှကြိုတာထဲဆန်းအေးဆိုအိမ်ကဘေးကကောင်မလေးရလဲလေမာကြီးမဟုတ်ဘူးနဲ့တူရဲ့နော်အဲ့လောက်တည်းထဲလိုက်ဆမ်းမရေထဲစရာမလို့ထဲလိုက်နင်းထဲလိုက်ဆမ်းမထဲအကုန်ထဲကြိုကြိုအေးနဲ့လေကြိုဥစားဘာလဲ ဘလူးဘယ်ရီထဲဘလူးဘယ်ရီထဲထဲအမလေးမုံဝေးလေးတွေဘလူးဘယ်ရီငါကြိုပြမယ်ညီတို့ဘလူးဘယ်ရီထဲလိုက်ထဲလိုက်ရေထဲအောင်မထဲစရာမလိုငါနီးတိတယ်တို့ကြိုထားထဲလိုက်ငွေတယ်ငွေတယ်ရလောက်ပြီးနေတူတယ်မိုင်းတင်သူကရကြိုကြိုကြိုနင်းတကြားတွေကမပျော်ပဲနေမယ်ကြိုပြီးလဲပြောဘန်းထဲမှာတေးသေးချာချာနဲ့တခါတည်းကိုခံထားပြီးတော့မှချက်သွားပြီပေါ့ရပြီလဲဆိုလဲဆိုတော့ဓာတ်နဲ့လိတာဓာတ်မတိုး ီလားအဲ့တော့ကြိုတာတော့ကြောက်ကြောပဲကြောက်ခဲဖြစ်သွားတော့မတက်နိုင်အတအိမ်လုံးလိုက်ကြွေးတယ်ဘယ်သူမှဆောင်းတော်တယ်ဆောင်းတယ်လားဟဲ့ရတာတော့ကောင်းရင်ကောင်းပါပါနင်တို့ကလည်းစားပါဟဲ့မာမာလေးနဲ့ဆိုပိုတော်မကောင်းသေးတယ်မာမာကြောက်ကြောမာမာလေးစားရတာဆိုစားပါဟဲ့ဆိုဘယ်သူမှမဆောင်းသီလားအိမ်မှာအကုန်ချင်းချောက်ပြီးကြွေးလည်းမဆောင်းသီလားအဲ့ဒီဘန်းညာလေးဆိုထမင်းစပွဲမှာထီလည်းမထီဘူးဒီတိုင်းထားရတာသီလား ညီမလေးရက်ဒီအကြာကြီးတလကိုတရင်အောင်သူကတိုးမဲ့ပုံမပေါ်တော့မာတောင်းတင်မာတော့လေသူကအရန်ကိုတင်းနေတော့မှာလားနောက်ဆုံးအိမ်ကကောင်မလေးကိုနေယူပြီးတော့ဒါလှုပ်လိုက်ပါတော့စားနေရမိုင်းစားနေတယ်အဲ့ဒါလေဆိုတော့ကြတာအိမ်မောင်နင်တို့အရင်စားကြည့်ကြည့်လို့ကောင်မလေးမသားရလှုပ်ပြီးလှုပ်ပြရတာကြီးပဲအဲ့လိုမျိုးဆိုတော့ကျမရဲ့ပညာရက်တွေရှိသေးတယ်မကုံနိုင်နဲ့မကုံနိုင်သေးတော့ပညာရက်တွေအများကြီးရှိသေးတယ်ကုံနိုင်သေးတော့တယ် ဲ့တော့လေဟိုဒီဘာသာရဲ့မှာတော့မကြွမ်းကျင်ဘူးပေါ့ဒါပေမဲ့လည်းမြစ်တာတွေကတော့အပြည့်ရှိပါတယ်မြစ်တာတွေကအပြည့်ရှိတယ်လုံပေးခြင်း၊ဂိုင်ပေးခြင်းနဲ့စိတ်တွေကအပြည့်ရှိတယ်အဲ့လိုအဲ့တော့တရသားဟိုတလောကလည်းအဲ့လိုပဲအိမ်မှာခောက်ဆွဲပြုတ်ပြုတ်တော့ကြတာတော့ခောက်ဆွဲပြုတ်ကွက်ကိုပြုတ်မယ်လို့ပြုတ်ပြုတ်တတ်တဲ့ခောက်ဆွဲပြုတ်ကွက်ကိုပြုတ်မယ် ပြုတ်ခောက်ဆဲပြုတ်ပြုတ်တာမြန်ဘာခတ်တာလိုက်လို့လို့ကိုယ့်ကိုပြုတ်မယ်ခောက်ဆဲပြုတ်ဖဲကိုယ့်ကိုပြုတ်မယ်ဆိုခောက်ဆဲပြုတ်ပြုတ်တယ်ကစားခောက်ဆဲပြုတ်ရတော့သူပြုတ်နေပြီးတော့ဘောစဖြစ်တာပေါ့အားနဲ့ကြက်ဥတွေပါထည့်ရတယ်ခောက်ဆဲပြုတ်တယ်ဆိုပြီးတော့မှအားနဲ့ကြက်ဥဆိုပြီးကြက်ဥဖောက်ထည့်လိုက်တာအော်ကိုလောက်ခါမှာကိုယ့်ကိုလှုပ်ဖို့အတွက်ကိုမပေးနိုင်တဲ့အတွက်ကြက်ဥကအပုတ်ဖြစ်တယ်ညီမလေးအားနဲ့ခောက်ဆဲဝင်းသွန်လိုက်အောင် ုမျိုးကန်ကိုမပါတာကန်ကိုမပါတာကျမအတွက်ကတော့အဲ့ဒါလုံးဝ restricted ပဲတိလားအဲ့ဒီ area ကလေလုံးဝအဲ့ဒီဘာသာရပ်ကိုမကျွမ်းကျင်ဘူးအဲ့လိုဖြစ်တယ်လူတရား perfect မဖြစ်ဘူးဆိုတာကိုပြောချင်တာပါเนาะကျတော့အဲ့လိုအဲ့လိုအဲ့လိုမျိုးလေးဖြစ်တော့ကြီးရတယ် ကျမလေးအမေရိကန်မှာလည်းအဲ့လိုပဲအာလက်ဖက်ဘူးတွေဒီကပါသွားစောမိုလာပါလားလက်ဖက်ဘူးတွေရှိရလေကျမတို့ကိုယ်လေးကနောက်အဲ့လိုတဆုမြန်မာဆိုင်တွေမှာမြန်မာဆိုင်တွေရှိရအဝေးကျမတို့ဘေးမျိုးကိုတော့ဝယ်ရတာအဲ့မှာအဲ့သူတို့ရောင်းလို့ဆိုကျမတို့လက်ဖက်ဘူးတွေပါဆိုဝယ်လာစောမိုလက်ဖက်နဲ့လက်ဖက်ကျမကျန်တဲ့ဟင်းထမင်းမှမလုတ်တတ်တာသူများလုတ်ကြွေးမှပဲကိုကဆိုင်းရတာလीကိုကကိုဘိုက်စားတဲ့အချိန်တွေဘာနေဆိုရင်အဲ့လက်ဖက်နဲ့ ထမင်းနဲ့အဲ့လိုမျိုးပေါ့လေအဲ့လိုစားရဲဆိုအဲ့ဒါအဲ့ဒီ American နေနေမြအဖိုးကြီးဖွားကြီးကလေးအိမ်လာတဲ့နေဆိုကျွန်မကိုယ်အိမ်အဲ့လာလို့ဘာလို့ညာလို့လဲဆော့ဆော့ဆင်းဆင်းထလုတ်ပြီးထက်တာတွေပါတယ်ကျွန်မမရှိဘူးတဲ့ကျွန်တော်ကိုကိုကအိတ်တက်တဲ့နေလေးသိလားကိုကကိုအိတ်အိတ်တာပဲပေါ့နော်သူကလူကြီးဆိုတော့သူကတော့ဆော့ဆော့နိုးတာပေါ့နော်ဆော့ဆော့နိုးတာ Saturday Sunday ဆိုလာလာနေကြတာပေါ့လေဆိုတဲ့ခါကျတော့လေ အဲ့ဒါလေသူတို့ကလေရောက်ပြီဆိုသူတို့ကသူတို့လေထမင်းအိုးလေးတည်တယ် jasmine rice တွေကျွန်တော်တို့ဝယ်ထားရတဲ့ဟာ jasmine rice တွေရှိတယ်မြန်မာပြည်ဆန်လို့တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေသူတို့ကသူတို့လေအိုးလေးတွေကိုထည့်ပြီးသူတို့ကသူတို့ထမင်းအိုးတည်တယ်တည်ပြီးသွားလို့ရှိရင်ကျွန်မနိုးလို့ရှိလို့ရှိရင်သူတို့ကလေကျွန်မကိုလေလက်ဖက်ကလေးနဲ့ထမင်းလေးနဲ့နည်းပြီးအုပ်ပြီးတော့သူတို့ပြန်လုပ်ပြီးွားသူတို့လည်းစားပြီးပြီအခုတို့ကအတက်ကြီးကမှလက်ဖက်ဆိုလေးတွေပါလေအောက်ကုန်မယ်နော်သူဘာဖြစ်ဆိုအင်မြူးတွေမတူဘူးလေတိလား င်းနေကြမှာစားနေကြမှုတော့အမေအော်ငါလည်းမပြောတော့ပါဘူးဟဲ့တော့ချာမကောင်းကောင်းနဲ့သူတို့ဖြစ်နေရင်မဖြစ်ဘူးတော့မဖြစ်ဘူးသိလားဆိုတော့အဖိုးကြီးကဗီယက်နမ်စစ်ပြန်ဆိုရဲညီမလေးရဲ့ဒီ Asian food ကိုသူကတော်တော်လေးသူကစားနေကြဖြစ်တယ်ဆိုတဲ့ကစားလေးအဲ့သူကလေကျမအတွက်ကိုလေကျမနိုးလို့အောက်ဆင်းလာပြီဆိုသူကလေကျမကလေ အော်ဇပွဲပေါ်မှာသမင်းစပွဲပေါ်မှာပြင်ပေးထားတယ်ကျွန်မကုသိုလ်ကံလေးရအဲ့ဒါတခုတော့ကောင်းတယ်သိလားကျွန်မကလေနင်းနေချွေရင်သင်းပင်းကံလေးပါလာတာပေါ့လေဟိုမမလုတ်ရမကင်ရဘူးပေါ့လေအအိမ်မှာလေအမေရိကန်ဟိုကဖြစ်နေဆိုဖွားဖွားကြီးကလေပြောရှာတယ်သိလားသမီးကြီးတော့ဒုက္ခပဲဘာမှဟိုကမဖြစ်တဲ့မလုတ်မမဖြစ်တဲ့ဟာနဲ့တော့ဒုက္ခပဲသိလားဟိုသူ လူခေါ်ခိုင်းလို့လည်းမရဘူးလေနော်လူခေါ်ခိုင်းစရာလည်းမရှိဘူးကိုလုံးကိုကိုလုံးမှာကိုယ့်အကူဖြစ်မဲ့ကိစ္စဆိုတော့ဒါမဲ့ကျွန်မကုသိုလ်ကံလေးကောင်းတယ်အဲ့လိုကျွန်မအရန်အဲ့လိုစောင့်ရှောက်ကြတဲ့သူလေးတွေရှိတဲ့ခါကျတော့လေကျွန်မမလုပ်ရဘူးပေါ့နော်ဆိုတော့အဲ့ဒါလေဘာစားပြီးပြီလဲလို့သူတို့မင်းလေကော်ဖီနဲ့သမင်းနဲ့လက်ဖက်နဲ့နေစားပြီးပါလေလက်ဖက်လက်ဖက်နဲ့အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့လေအဲသူတို့ကတော့ကိုပြန်ပြီးတော့မှလှုပ်လှုပ်ကြွေးရသေးတယ်အဲ့လိုအဲ့လိုဆိုတော့ ကျမရဲ့ပညာအရေးချေးတွေကိုလေတရက်တော့ကျမပြချင်တယ်အဲ့လိုလုတ်ပြီးတော့ပြလိုက်ချင်တယ်ပြလိုက်ချင်တယ်ဒါပေမဲ့ကျမရဲ့အဝင်းဝိုင်းရသူတွေကတော့အတန်ဒီခုနကြားတဲ့အတန်ဒီပဲပေါ့ရှင်နော်အဲ့လိုတွေပြောလိုက်တာနဲ့ချက်ချင်းမျက်လုံးပြူမျက်စံပြူနေတယ်လုံးဝကြောက်လန့်နေကြတယ်လားအဲ့ဒါကလေးတိုင်း ဖန်ငါဟင်းချက်မယ်ဥစားလုတ်လိုက်ဆိုအိမ်ကအရင်အေးအိမ်မှာအရင်ရှိတဲ့ကောင်မလေးဆိုမလာပါနဲ့မိဖို့ကြောင့်ဒီမှာလုံးလုံးလေးလောက်ကူတာနေပါကိုယ်ကူတာနေတော့မီးသွေးတွေလည်းကုန်တယ်အဲကျမတခါတည်းကမီးသွေးနဲ့တို့လုတ်တဲ့ဟာဆိုလေဝင်လုတ်ချင်နေဆိုလုတ်ချင်နေဆိုလေအဲ့ဒါကုံလို့ပါမလာပါနဲ့ပြီးရင်ဆေးရတာတွေရောပါရောမလာပါနဲ့ကိုယ့်အကူပဲလို့ဘလို့လုတ်ပေးရမလဲဘာဖြစ်ချင်တာလဲဒါပြောလိုက်လာမလုတ်ပါနဲ့ဆိုအဲ့လိုအဲ့လိုအဲ့လိုအဲ့တော့လေ အဲ့ဘာသာရက်ကတော့ကျွန်မမကြွန်းဘူးသိလားအဲအဲ့လိုအဲ့လိုတို့ဆိုရ